်မင်္ဂလာပါဒီနေ့ဆရာမတင် जा ပေးမှာကတော့အခန်းဆက်ခွန်အပိုင်းငိမ့်များစာချင်းကြောင်းပဲဖြစ်ပါတယ်တင် जा ရခြင်းရည်ရွယ်ချက်ကတော့ အပိုင်းကိန်းနှစ်ခုစာချင်းဤဂုံတက်တိကိုအတုံးပြုပြီးတော့မှ အပိုင်းငိမ့်ချင်းချင်းစတတ်ဖို့ ထဓမ္မကိန်းအပြည့်ကိန်းနဲ့အပိုင်းကိန်းများပါသောကိန်းနှင်းများကိုအလွယ်တကူဖြည့်ရှင်းတတ်ဖို့နဲ့အပိုင်းကိန်းများစာချင်းဤဂုံတက်တိကိုတည်ရှိပြီးပု္ပ္ပာများအလွယ်တကူဖြည့်ရှင်းတတ်ဖို့ပဲဖြစ်ပါလေ။နံပါတ်၄အောက်ပါရုပ်ကို တွက်ပါတဲ့ပေးထားတဲ့ပု္ပ္ပာတွေဒီအပိုင်းကိန်းနဲ့ဒါဒီကိန်းရောတွေဖြစ်ပါတယ်ကိန်းရောနဲ့ အပိုင်းငိမ့်လေးကိုစားခိုင်းတာဖြစ်ပါတယ်။ဒါဆိုရင်ဆရာမတို့ကကိန်းရောကိုမလုပ်မလဲဆိုလို့ရှိရင်ကိုပိုင်းလေးပိုင်းအစား၁9ပိုင်း၅ပိုင်းဆရာမတို့ဒီကိန်းရောကိုပိုင်းငိမ့်တူပြောင်းပါမယ်။ဒါဆိုရင်ကိုပိုင်းလေးပိုင်းအစားပိုင်းငိမ့်တူပြောင်းမယ်ဆိုရင်9နဲ့10နဲ့မြောက်9နဲ့တလေး9 9နဲ့ပေါင်းမယ်7နဲ့ပြီးရင်ပိုင်းငိမ့်တူပြောင်းပြီးရင် ဆရာမတို့ဒီအစားကို အမြောက်ပုံစံပြောင်းနောက်ကိန်းလှန်ကိန်းပြောင်းပြီးတော့တွက်မယ်တွက်လိုက်တဲ့အခါမှာပိုင်းခြေကိုတစ်ခုတည်းပြောင်းလုပ်မယ်ဆိုရင်ကိုအမြောက်7နှစ်ပုံမှန်ဒီ4မြောက်9လေးတလီလေးလေးတုံးလေး7ဆိုရင်ကျန်တဲ့ကိန်းကြီးမြောက်မယ်ကိုတုံးလေး29ပေါ့ပိုင်းဝေးဒီ9ဖြစ်ပါလေဒါဆိုရင်ကျန်တဲ့ပုံစံလေးလေးဆရာမဥပမာတွက်ထားတဲ့အတိုင်းပဲလိုက်ပြီးတော့တွက်မယ်ကိန်းရော်လေးကိုကိန်းတူပြောင်းမယ် တွက်ပြီးတွက်မယ်ဆိုရင်အဖြေရမှာဖြစ်ပါတယ်စူးစမ်းကြည့်ပါ trigger number 6 4ဘိုင်း3ဘိုင်းအစား5ဘိုင်း4ဘိုင်းအမြောက်3ဘိုင်း2ဘိုင်းမြီးတို့တွေ့ရမြီကိုစဉ်းစားမြီတဲ့ဒါဒီအပိုင်းကိန်းဒန်းတစ်ခုဖြစ်ပါတယ်ဒီအပိုင်းကိန်းဒန်းကိုရှင်းရမှာဖြစ်ပါတယ်ဒီပိုင်းကိန်းဒန်းကိုရှင်းမယ်ဆိုရင်ဆရာမတို့ကမေခွန်းကိုပြန်ကောက်တယ်ပြန်ကောက်ပြီးလိုက်တဲ့အခါမှာအစားအစားကိုအမြောက်ပြောင်းမယ်အစားနောက်က ၅ဘိုင်း၄ဘိုင်းကိုဆရာမတို့လှန်ကင်းပြောင်းမယ်၄ဘိုင်း၅ဘိုင်းအမြောက်၃ဘိုင်း၂ဘိုင်းတိပြောင်းစရာမလိုဘူးဒီတိုင်းပဲရေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာဘိုင်းခြေမြင်းရှေးဆွဲမယ်ဘိုင်းခြေမှာ၄မြောက်၄မြောက်၃ဘိုင်းဝေနေရာမှာ၃မြောက်၅မြောက်၂ဒါဆိုရင်ကင်းချင်မယ်နှစ်တလေးနဲ့နှစ်နယ်လေး 3 3ခြေလိုက်မယ်။ဒါဆိုရင်ပိုင်းခြေမှာကျန်တာဒီ၄နဲ့နှင်းနဲ့မြောက်တော့ပိုင်းခြေဒီ၈၊ပိုင်းဝေမှာဒီ9အဖြစ်ဒီ၈ပိုင်း9ပိုင်းဖြစ်ပါလေ။နံပါတ်9အောက်ပါရုပ်ကိုတွက်ပါတဲ့။ပေးထားတဲ့ပုံစံလေးကိုဆ iam မလို့ကြည့်ရအောင်။အပိုင်းဂိန်း3ခုကိုဆ iam မလို့ကတွဲပြီးတော့ရှင်းပေးရမှာဖြစ်ပါလေ။ဒါလို့ရှင်းတဲ့အခါမှာအပိုင်းဂိန်းတွေကို ရှင်းတဲ့ဂုံတက်တိတိုင်းပဲကလေးတို့တွေ့ရမှာဖြစ်ပါတယ်ဘယ်လိုရှင်းမလဲဆိုရင်ခုနှစ်ပိုင်းရှစ်ပိုင်းအစားကိုဆရာမတို့အမြောက်ပြောင်းမယ်နောက်ကိန်းလှန်ကိန်းပြောင်းမယ်အမြောက်ရှစ်ပိုင်းသုံးပိုင်းဒီဒီတိုင်းပဲတွေ့ဆရာမတို့ဘာမှလုပ်စရာမလိုဘူးဒါဆိုရင်ဆရာမတပုတ်တော့ဥပမာတွေ့ပြပါမယ်ခုနှစ်ပိုင်းရှစ်ပိုင်းအစားနှစ်ပိုင်းကိုးပိုင်းအမြောက်ရှစ်ပိုင်းသုံးပိုင်းဆရာမတို့အစားကို အမြောက်ပြောင်းနောက်ကိန်းလန်ကိန်းပြောင်းမယ် ၈ပိုင်း၃ပိုင်းဒီအမြောက်၈ပိုင်း၃ပိုင်းဒီဒီတိုင်းပဲရေးရမယ်ပမာလို့ဆရာမလို့ဘူးအဲ့တော့ပိုင်းခြေတွေကိုဆရာမတို့ရေးမယ်ဆိုရင်ခွန်မြောက်ကိုမြောက်၈ပိုင်းဝေဒီရှင်းမြောက်နှင်းမြောက်၃ကိန်းချိန်မဲ၈တလီ၈တလီ၃တလီ၃၆၃၃၄ကို ဆိုရင်ရှင်လိုက်မယ်ဆိုရင်93ပိုင်းဝေမှာနှစ်ဖြစ်ပါတယ်ဒါဆိုရင်နံပါတ်ခခွေပုံစံကြည့်ရအောင်နံပါတ်ခခွေဒီအပိုင်းငိမ့်3ခုကိုစားထားတာဖြစ်ပါတယ်ဒါဆိုရင်အမြောက်ပြောင်းနောက်ကိန်းလှန်ကိန်းပြောင်းအမြောက်ပြောင်းနောက်ကိန်းလှန်ကိန်းပြောင်းပြီးတော့မှဂိမ်းတွေကိုရှင်းလိုက်မယ်ဆိုရင်အပြေရမှာဖြစ်ပါတယ်နံပါတ်ခငွေကိုလည်းကြည့်မယ်နံပါတ်ခငွေကြတော့၄ပိုင်း၃ပိုင်းအမြောက်၅ပိုင်း၂ပိုင်း ဒီကိန်းဒီဘာမှလုပ်စရာမလိုဘူးဒီအစားကိုအမြောက်ပြောင်းမယ်ဆယ်ပိုင်းကိုပိုင်းကိုလှန်ကင်းပြောင်းပြီးတော့တွက်လိုက်မယ်ဆိုရင်အဖြစ်ရမှာဖြစ်ပါတယ်စူးစမ်းကြည့်ပါเนาะနံပါတ်9တုံညတဒမနှစ်အစား5ပိုင်း2ပိုင်းနှစ်တုံညတဒမနှစ်အစား3ပိုင်း2ပိုင်းအမြောက်နှစ်တို့ကိုမြည်တို့တွေ့ရမြည်ကိုစဉ်းစားမြည်တဲ့နံပါတ်ကကြည့်တုံညတဒမနှစ်အစား5ပိုင်း2ပိုင်းကို တွက်တီအောက်ပါတွက်နီးနှစ်နီးကို ရှင်းပြပါတဲ့ပေးထားတဲ့ပု္ပ္ပစာကိုကြည့်ရအောင် ပေးထားတဲ့ပု္ပ္ပစာဒီ ၃ညဒဒမ2ဆိုတာဒဒမဂိမ်းဖြစ်ပါလေ5ပိုင်း2ပိုင်းဆိုတာအပိုင်းဂိမ်းဖြစ်ပါလေဒဒမဂိမ်းကိုတီးပြီးတော့မှအပိုင်းဂိမ်းနဲ့စာဂိမ်းတာဖြစ်ပါလေဒါဆိုရင်ဒဒမဂိမ်းနဲ့အပိုင်းဂိမ်းဘယ်လိုတွေ့မလဲဆက်ကြည့်ရအောင်ဒီမှာ5ပိုင်း2ပိုင်းညီမြချင်း2အစား5ညီမြချင်း၃ညဒဒမ4ဆိုတော့ဒီမှာအကြောင်းတူလေးဟာအပိုင်းဂိမ်းဖြစ်တဲ့5ပိုင်း2ပိုင်းကိုဒဒမဂိမ်းပြောင်းလိုက်တာဖြစ်ပါလေအဲ့တော့၃ညဒဒမ2အစား5ပိုင်း2ပိုင်းကိုတွေ့မယ်ဆိုရင်၃ညဒ တဓမ္မနှစ်ဒီတုံညာတဓမ္မနှစ်ပဲအစား၅ပိုင်း၂ပိုင်းဒီတုံညာတဓမ္မလေးဖြစ်သွားပါတယ်အဲ့တော့တဓမ္မဂိန်းချင်း2ပြီဆိုလို့ရှိရင် စားလို့ရပြီတုံညာတဓမ္မနှစ်ကိုဒီတုံညာတဓမ္မလေးနဲ့စားလိုက်တဲ့အခါမှာအဖြေဒီတုံညာတဓမ္မ၅ရပါတယ်အဲ့တော့တဓမ္မဂိန်းနဲ့အပိုင်ဂိန်းကိုစားမယ်ဆိုရင်နိနီရတော့ အပိုင်ငင်းကိုထထမကိန်းပြောင်းပြီးတော့မှထထမကိန်းချင်းချင်းစားတာဖြစ်ပါတယ်ဒီကြောင်းဒါလေးတွတ်တာကိုကြည့်ရအောင်၃ညထထမနှစ်အစား၅ပိုင်း၂ပိုင်းညီမြချင်းသူကဘလို့တွတ်လဲဆိုရင်ထထမကိန်း၃ညထထမနှစ်ကိုအပိုင်ငင်းပြောင်းလိုက်တာဖြစ်ပါတယ်၃ညထထမနှစ်ဒီ၁၀စိတ်ပိုင်း၂ခုဖြစ်တဲ့အတွက်ကြောင့်အပိုင်ငင်းပြောင်းရင်၁၀ပိုင်း၂ပိုင်းအစား၅ပိုင်း၂ပိုင်းဆိုတော့ အစားကိုအမြောက်ပြောင်းနောက်ကိန်းလှန်ကိန်းပြောင်းပြီးတွက်လိုက်တဲ့အခါမှာအဖြစ်ဒီနှစ်ပိုင်းတစ်ပိုင်းရပါတယ်အဲ့တော့ဒီចောင်းတူလေးကတွက်တာရဲ့ចောင်းသားလေးတွက်တာကိုဆရာမတို့ပြန်កောက်မယ်ဆိုရင်သူ့မေးထားတာကထထမကိန်းကိုတီးပြီးအပိုင်းကိန်းနဲ့စားတာဖြစ်ပါတယ်ဒါဆိုရင်ဒီចောင်းတူလေးကထထမကိန်းနဲ့အပိုင်းကိန်းဟာကိုမျိုးမတူတဲ့အတွက်ကြောင့်မျိုးတူအောင်ဆရာမတို့ဖွဲ့မယ်ဆိုရင်ចောင်းတူလေးက အပိုင်းငင်းကိုတတမကိန်းပြောင်းပြောင်းနဲ့တတမကိန်းချင်းချင်းစားတာဖြစ်ပါတယ်။ကျောင်းသားလေးကြတော့တတမကိန်းကို အပိုင်းငင်းပြောင်းပြောင်းနဲ့ပြီးတော့အပိုင်းငင်းချင်းချင်းစားတဲ့နေတိုင်းပဲတော်တာဖြစ်ပါတယ်။အဲ့တော့ကလေးတို့မှတ်သားထားမှာကတတမကိန်းနဲ့ပြေကိန်းစားမယ်ဆိုရင်ကိန်းတူအောင်ဖွဲ့ပြီးတော့မှစားရမှာဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းမှတ်သားထားမှာဖြစ်ပါတယ်။ နမခခွေတုံညဒရမတုံအစာတုံပိုင်းနှစ်ပိုင်းအမြောင်းနှစ်မိတို့အတွက်ဒီကိုရှင်းပြပါတယ်ဒီမှာဒီပေးထားတဲ့ဂိမ်းနဲ့မှာဒရမဂိမ်းပါတယ်အပိုင်းဂိမ်းပါတယ်အပြေဂိမ်းပါတယ်ဒါဆိုရင်ဒီလိုမျိုးဒရမဂိမ်းအပြေဂိမ်းအပိုင်းဂိမ်းနေပါရင်ဘယ်လိုတွဲရမလဲစစ်ကြည့်ရအောင်တုံပိုင်းနှစ်ပိုင်းငင်းမြချင်းတုံညဒရမ666 ဒီအစရှိတဲ့ဖြင့်ဖြစ်နေလို့တဲ့သူ့ရဲ့အတိတ်ပဲဒီအဆုံးမရှိတဲ့အတိတ်ပဲပါ3ညတဒမ666ဆက်ပြီးတော့ဆရာမတို့ဆက်စားမယ်ဆိုရင်လေ6တင်နဲ့ပဲဆက်နေမှာဖြစ်တယ်အဆုံးမရှိဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါလေအဲ့လိုမျိုးပုံစံဖြစ်နေပြီဆိုရင်ねသူဟာဆရာမတို့ကအပိုင်းငင်းကိုဓမ္မကင်းပြောင်းနေဆိုရင်အဖြေဟာတိကျမှုရှိမှာမဟုတ်ဘူးတနည်းအားဖြင့်မပြတ်ဘူးပေါ့နော်မပြတ်ဘူးဆိုရင်အဖြေတိကျမထွက်နိုင်ဘူးဆိုတော့သူကဘာလုပ်လဲဆိုရင်ဓမ္မကင်းကို အပိုင်းငင်းပုံစံပြောင်းပြီးတော့ပဲတွေ့မယ်เนาะအဲ့တော့၃ညတရမဂိန်းကိုပိုင်းငင်းပုံစံပြောင်းတော့၁၀ပိုင်း၃ပိုင်းအစား၃ပိုင်း၂ပိုင်းအမြောက်နှစ်ဒါဆိုရင်၁၀ပိုင်း၃ပိုင်းအစားကိုအမြောက်ပြောင်းနောက်ကိန်းလန်ကိန်းပြောင်းအမြောက်နှစ်ဒီတိုင်းပဲတွားမယ်နောက်ပိုင်းခြေတွေကိုမြောက်မယ်ဆိုရင်၁၀အမြောက်နှစ်ပိုင်းဝေတီ၃မြောက်၃မြောက်နှစ်ကိန်းခြေလိုက်တဲ့အခါမှာပိုင်းခြေတွေပါကျန်လဲဆိုရင်၁၀ပဲကျန်မယ်ပိုင်းဝေတီ ချင်းချင်းမြောက်လိုက်တော့33လီကိုအဖြည့်ဒီ10ပိုင်း9ပိုင်းဖြစ်တယ်။အဲ့တော့မှတ်သားမယ့်ချက်ကထဓမကိန်းအပြည့်ကိန်းနဲ့အပိုင်းကိန်းများပါတော့ကိန်းနန်းကိုမြောက်ချင်းစားချင်းပြုတ်လောက်တော့အခါထဓမကိန်းကို အပိုင်းကိန်းအဖြစ်ပြောင်းပြီးတွက်ချင်းသည်ပုံမူတိကြပါသည်တဲ့အဆိုရင်ဒီစာသားကို ပြန်ကောက်မယ်ဆိုရင်တဒမကိန်းအပိုင်းကိန်းအပြည့်ကိန်းနေမြောက်မယ်ဆိုရင်တဲ့တဒမကိန်းကို အပိုင်းငိမ်းပြောင်းပြီးတော့မှမြောက်ချင်းစားချင်းပြုတ်လုံမယ်ဆိုရင်တဲ့အဖြေထွက်တဲ့အခါမှာ ပို့ပြီးတော့မှတိကျမှုရှိပါတယ်တဲ့အတော့နံပါတ်6ဒရမဂိန်းကို အပိုင်းဂိန်းအဖြစ်ပြောင်းပြီး အောက်ပါရိုးကိုတွက်ပါတဲ့အဲ့တော့နံပါတ်ကကြီးကိုကြည့်ရအောင်ဒရမဂိန်းအပြည့်ဂိန်းအပိုင်းဂိန်းဖြစ်ပါတယ်ဒါကိုဆရာမတပုတ်တွက်ပြမယ်တိတဒရမ၈အစား၈ 6အမြောက်9ပိုင်း10ပိုင်းဒါမျိုးဒရမကင်းရဲ့အပြည့်ကင်းအပိုင်းကင်းနေဂျုံလိုက်ပြီဆိုရင်ဆရာမတို့ဒီဒရမကင်းကို အပိုင်းကင်းပြောင်းပြီးတော့တွက်တာပို့ပြီးလွှဲတယ်ဒါဆိုရင်တဒရမ6ကို အပိုင်းကင်းဖွဲ့မယ်ဆိုလို့ရှိရင်အပြည့်ကင်းတစ်တီတစ်ဖြစ်မယ်ဒရမ6ကိုအပိုင်းကင်းခံမယ်ဆိုရင်10 10ပိုင်း10ပိုင်းဖြစ်ပါတယ်ဒါစား6အမြောက်9ပိုင်း10ပိုင်း ဒါဆိုရင်သူ့ကိုဆရာမတို့ gain 2ဖွဲ့မယ်ဆိုတော့30ပိုင်း18ပိုင်းအစားကိုဆရာမအမြောက်ပြောင်းမယ်6ကိုလှန် gain ပြောင်းတော့6ပိုင်း1ပိုင်းအမြောက်9ပိုင်း10ပိုင်းဒါဆိုရင်ဆရာမတို့ကမြင်းရှိဆွဲမယ်ပိုင်းဝေမှာ18အမြောက်10အမြောက်10ပိုင်းခြေမှာ30အမြောက်6အမြောက်9ဆိုရင်ဆရာမတို့ gain ချိန်မယ်9 4 9 9 4 18 ဒါဆိုရင်ကျန်တဲ့ဂိမ်းတွေမြောက်မယ်ဆိုရင်9နဲ့3နဲ့ဆိုတော့3545ပိုင်းဝေကိုမြောက်မယ်ဆိုရင်ဆရာမတို့က၄တလီ၄5ပိုင်း၄ပိုင်းရပါတယ်။ဒါဆိုရင်ကျန်တဲ့ပုံစံလေးလည်းစူးစမ်းပြီးတွေ့ကြည့်ပါ။ဒီနေရာမှာကလေးတို့မှတ်သားထားမယ့်အချက်တစ်ခုကဒီလိုမျိုး အပိုင်ကိန်းတဒမကိန်းအပြည့်ကိန်းတွေကို ရှင်းမဲ့ဆိုရင်တဒမကိန်းကိုအပိုင်ကိန်းပုံစံပြောင်းပြီးတွက်ပါလို့ဆရာမအကြံဉာဏ်ပေးခြင်း ਨੇ မြောက်လက်နဲ့စားလက်များဤပမာဏဆရာမတို့ဒီမြောက်လက်နဲ့စားလက်ရဲ့ပမာဏတွေကိုနှိုင်းရှင်းရမှာဖြစ်ပါတယ်နံပါတ်၈မြည်သည့်ပု္ပ္ပာတွင်မြောက်လက်တီတီကိန်းထက်ပိုကြီးသည်နီအဘဲကြောင့်နီးတဲ့ဒီပု္ပ္ပာတွေမှာဆိုရင် မြောက်လန့်တဲ့ဒီကိန်းကိုဆရာမတို့နှိုင်းရှင်မယ်အဲ့တော့နံပါတ်ကကြီးကိုကြည့်မယ်ရှစ်အမြောက်၄ဘိုင်း၅ဘိုင်းရှစ်အမြောက်၄ဘိုင်း၅ဘိုင်းကိုမြောက်မယ်ဒါဆိုရင်ကြောင်တူလေးကပြောတာကြည့်ရအောင်မြောက်ကိန်း၄ဘိုင်း၅ဘိုင်းကတစ်ထက်ပိုကြီးတဲ့အတွက်မြောက်လက်ကတဲ့ဒီကိန်းရှစ်ထက် ပိုကြီးပါသည်တဲ့ဒါဆိုရင်မြောက်ကိန်းကိုဆရာမတို့ကြည့်မယ်မြောက်ကိန်းဒီ၄ဘိုင်း၅ဘိုင်း၄ဘိုင်း၅ဘိုင်းဒီ တစ်ထက်ပို့ပြီးတော့မှကြီးတယ်တစ်ထက်ပို့ကြီးတဲ့အခါမှာရလာတဲ့မြောက်လက်အဖြစ်ဒီတဲ့တီကင်းရှစ်ထက်ပို့ပြီးတော့မှကြီးပါတယ်တဲ့ပြန်ပြောပါမယ်ရှစ်မြောက်လေးပိုင်း၅ပိုင်းလေးပိုင်း၅ပိုင်းဒီမြောက်ကင်းလေးပိုင်း၅ပိုင်းဟာတစ်ထက်ပို့ပြီးတော့မှကြီးနေတယ်ဆိုရင်ဆရာမတို့ရမြောက်လို့ရလာမယ်မြောက်လက်အဖြစ်ဒီတီကင်းရှစ်ထက်ပို့ပြီးတော့မှကြီးပါတယ်တဲ့ နောက်နံပါတ်ခါခွေကြည့်မယ်ဒါဆိုရင်ရှင်းမြောက်၄ဘိုင်း၅ဘိုင်းမှာရလာတဲ့မြောက်လက်တီဒီကိန်း၈ထပ်ပို့ပြီးကြည့်မယ်နံပါတ်ခါခွေရှင်းမြောက်9ဘိုင်း6ဘိုင်း9ပိုင်း6ပိုင်းဆိုရင်ပိုင်းဝေဟာပိုင်းခြေထက်ငဲနေတယ်ငဲနေတယ်ဆိုရင်ဒါဒီတစ်ထက်ငဲမယ်ဆိုအမှတ်သားထားမယ်အဲ့တော့မြောက်ကိန်း9ပိုင်း6ပိုင်းကတဲ့တစ်အောက်ငဲတဲ့အတွက်မြောက်လက်ကတီကိန်း8အောက်ပို့ပြီးငဲပါသည်တဲ့ကြည့်ကြအောင်မြောက်ကိန်းဒီ9ပိုင်း6ပိုင်း ခုနှစ်ပိုင်း၆ပိုင်းဒီတစ်ထက်ငယ်တဲ့အတွက်ဆီယမတို့ဒီကိန်းနှစ်ခုကိုမြောက်လို့ရလာမယ်မြောက်လက်အဖြစ်ဒီတီကိန်းရှစ်အောက်ပို့ပြီးတော့ငယ်ရမှာဖြစ်ပါတယ်ဒါဆိုရင်ရှစ်မြောက်ခုနှစ်ပိုင်း၆ပိုင်းရှစ်မြောက်ခုနှစ်ပိုင်း၆ပိုင်းမှာခုနှစ်ပိုင်း၆ပိုင်းဒီတစ်ထက်ငယ်တယ်တစ်ထက်ငယ်တဲ့အတွက်ကြောင့်ဒီကိန်းနှစ်ခုကိုမြောက်လို့ရလာမယ်မြောက်လက်ဒီရှစ်ထက်ပို့ပြီးငယ်မှာဖြစ်ပါလေဒါဆိုရင်ဒီဘက်ခါငယ်နဲ့ခါကြီးကိုဆရာမတို့ကြည့်ရအောင် ခားငယ်သည်ရှစ်မြောက်တစ်သုံးပိုင်းနှစ်ပိုင်းဆိုရင်မြောက်ကင်းကိုကြည့်ပါမြောက်ကင်းတစ်ဒီတစ်သုံးပိုင်းနှစ်ပိုင်းဖြစ်ပါတယ်တစ်သုံးပိုင်းနှစ်ပိုင်းမြောက်ကင်းဒီတစ်ထက်ပို့ပြီးတော့မှကြီးတယ်ဒါဆိုဒီကင်းနှစ်ခုကိုရလာမယ်မြောက်လက်အဖြေသည်တီကင်းရှစ်ထက်ပို့ပြီးတော့မှကြီးပါတယ်တဲ့နောက်နံပါတ်ခါကြီးရှစ်မြောက်100ပိုင်းသုံးပိုင်းရှစ်မြောက်100ပိုင်းသုံးပိုင်းမှာမြောက်လက်အဖြေသည်တီကင်းရှစ်အောက်ငယ်ပါသည်ဘာလို့ငယ်တာလဲဆိုရင် ဘဲကြောင့်ဆိုတော့မြောက်ကိန်းတရားပိုင်း၃မိုင်ဒီတစ်အောင်ငယ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။စစ်ကြည့်ရအောင်နံပါတ်9မြည်သည့်ပုတ်စာတွင်မြောက်လက်တီတီကိန်းအောက်ပုံငယ်တနည်းအဘဲကြောင့်နေတဲ့ဆိုရင်ဆရာမတို့ကမြောက်လက်တီတီကိန်းအောက်ပုံငယ်တနည်းအဘဲကြောင့်နေတဲ့ကဲနံပါတ်ကကြည့်ကိုကြည့်ရအောင်9အမြောက်10ပိုင်း၃ပိုင်းဒါဒီမြောက်လက်ကို ိုဆရာမတို့ကမြောက်လန့်တဲ့ဒီဂိမ်းတွေကိုနှိုင်းရှင်ခိုင်းတာဖြစ်ပါတယ်။ဒီလိုနှိုင်းရှင်ခိုင်းနေဆိုရင်ဆရာမတို့ကတွက်ဆရာမလိုဘူး။ငါအမြောက်၈ပိုင်း၃ပိုင်းဆိုတော့ဆရာမတို့ဒီမြောက်ကင်းကိုကြည့်ပါ။မြောက်ကင်းဒီ၈ပိုင်း၃ပိုင်း၈ပိုင်း၃ပိုင်းမှာပိုင်းဝေဒီငယ်နေတာဖြစ်တယ်ဆိုရင်ဒီ၈ပိုင်း၃ပိုင်းဒီတက်အောင်ငယ်တယ်။တက်အောင်ငယ်တဲ့အတွက်ကြောင့်ဒီကိန်းနှစ်ခုကိုရလာမယ်မြောက်လန့်ဒီဒီကိန်း၅ထက်ငယ်ရမှာဖြစ်ပါတယ်။ အဆိုရင်နံပါတ်ကကြီးတီမြောက်လက်တီဒီကင်းအောင်ပုံငယ်တာဖြစ်ပါတယ်။ channel ပုံစံလေးကိုလည်းကြည့်မယ်။ဆရာမတို့ဒီမြောက်ကင်းကိုရှာမယ်။မြောက်ကင်းဟာတစ်ထက်ငယ်တဲ့ပုံစံကိုရှာမယ်။မြောက်ကင်းရဲ့တစ်ထက်ငယ်တဲ့ပုံစံဆိုရင်၈ပိုင်း၃ပိုင်းတီတစ်ထက်ငယ်တဲ့နောက်သူကတစ်ထက်ကြီးတဲ့ဆိုမရဘူး။သူလည်းနောက်ခါငယ်ပုံစံခါငယ်ပုံစံဒီလေတစ်ထက်ငယ်တယ်။ဒါဆိုရင်ကကြီးနဲ့ခါငယ်တီ ရရဲမြောက်လက်သည်တိကင်းအောင်ငဲတာဖြစ်ပါတယ်အဘဲကြောင့်ဆိုတော့မြောက်ကင်းသည်တစ်ထဲငဲတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါဆိုရင်နံပါတ်9ပုံစာမှာကာကြီးနဲ့ခါငဲသည်မြောက်လက်သည်တိကင်းအောင်ပုံငဲတော့ပုံစာလေးဖြစ်ပါတယ်အဘဲကြောင့်ဆိုတော့မြောက်ကင်းနေသည်တစ်အောင်ငဲတဲ့အတွက်ကြောင့်ဖြစ်ပါတယ်နံပါတ်9မြည်သည့်ပုံစာတွင်ဆလတ်တီတီကိန်းထက်ပိုကြီးတဲ့နေအဘဲကြောင့်နေတဲ့အဲ့တော့ တိကိန်းထက်ပိုကြီးတနည်းဆိုရင်ဆရာမသူပေးထားတာဒီစာလက်တိကိန်းထက်ပိုကြီးတနည်းတဲ့ပေးထားတဲ့ပုံစံဒါဆိုရင်ဆရာမတို့ကစာလက်ကိုမြောက်လက်ဖြစ်အောင်ပြောင်းမယ်မြောက်လက်ဖြစ်အောင်ပြောင်းပြီးတော့မှရလာတဲ့အဖြေကိုနှိုင်းရှင်မယ်ဆိုရင်ဥပမာနည်းနံပါတ်ကကြီးက6အစား6ပိုင်း9ပိုင်းဒါဆိုရင်ဒီအစားကိုဆရာမတို့အမြောက်ဖြစ်အောင်ပြောင်းလိုက်မြောက်လက်ဖြစ်အောင်ပြောင်းမယ်ဆိုရင် ကိုအမြောက်၅ဘိုင်း၆ဘိုင်းဒါဆိုရင်ကိုအမြောက်၅ဘိုင်း၆ဘိုင်းဖြစ်သွားပြီဆိုရင်ဆရာမတို့ကစာကိန်းကိုကြည့်မယ်စာကိန်းဒီသူကပိုကြီးရမယ်ဆိုတော့စာကိန်းဟာတစ်ထက်ကြီးတဲ့ပုံစံလေးကိုဆရာမတို့ရှာမယ်ဒါဆိုရင်ရှာကြည့်ရအောင်ခခွေကိုကြည့်ဒါဆိုရင်စာကိန်းဒီတစ်ထက်ကြီးတဲ့ဆိုရင်ကကြီးရတစ်ထက်ကြီးတယ်နောက်ခခွေကိုကြည့်မယ်ခခွေပုံစံကိုလည်းမြောက်လက်ပုံစံပြောင်းမယ် မြောက်လက်ပုံစံပြောင်းရင်9ပိုင်း100ပိုင်း9ပိုင်း100ပိုင်းဆိုတူတည်တစ်ထက်ငယ်တယ်ဆိုရင်ခါခွေးတီမဖြစ်နိုင်ဘူးနောက်ခါငယ်ကိုလည်းကြည့်မယ်ကိုအမြောက်10ပိုင်း5ပိုင်းဖြစ်သွားမယ်ကိုအမြောက်10ပိုင်း5ပိုင်းဆိုတော့10ပိုင်း5ပိုင်းဒီတစ်ထက်ငယ်တယ်တစ်ထက်ငယ်တယ်ဆိုရင်လည်းခါငယ်ပုံစံဒီလည်းမဖြစ်နိုင်ဘူးနံပါတ်ခါကြီးကိုကြည့်အောင်နံပါတ်ခါကြီးဒီကိုအစား10ကိုပိုင်းတစ်ပိုင်းဆိုတော့9ပိုင်း ်10ပိုင်းဖြစ်မယ်မြောက်လက်ပြောင်းမယ်ဆိုရင်10ပိုင်း9ပိုင်း10ပိုင်း9ပိုင်းဒီလည်းပဲတစ်ထက်ငဲတယ်ဆိုရင်ဆရာမတို့ဒီနံပါတ်ကကြီးလည်းမဖြစ်နိုင်ဘူးခါငယ်လည်းမဖြစ်နိုင်ဘူးခါကွေးလည်းမဖြစ်နိုင်ဘူးအဲ့တော့ဖြစ်နိုင်တဲ့ပုံစံဒီကကြီးပုံစံဖြစ်ပါမယ်အဲ့တော့သူပေးထားတာဒီပြန်ဆရာမပြန်ပြီးရော ရှင်းပြရမယ်ဆိုရင်နံပါတ်9ပုံစံမှာပေးထားတာကစာလက် တီကိန်းနဲ့ပိုကြီးတနည်းဆိုတော့ဆာလတ်နဲ့တီကိန်းနဲ့ကိုနှိုင်းရှင်းခိုင်းတာဖြစ်ပါတယ်။ဆ iam မတို့ကဆာလတ်ကိုဆ iam မတို့ဒီအမြောက်ကအမြောက်လက်နဲ့ပဲနှိုင်းရှင်းထားတာဖြစ်တဲ့အတွက်ကြောင့်ဆာလတ်ကိုဆ iam မတို့ကမြောက်လက်ပြောင်းပြောင်းမယ်။မြောက်လက်ပြောင်းပြောင်းမယ်ဆိုရင်အမြောက်ပြောင်းနောက်ကိန်းလန်ကိန်းပြောင်းဆိုတော့ကိုအမြောက်၅ဘိုင်း၆ဘိုင်း၅ဘိုင်း၆ဘိုင်းဆိုရင်ဒါမြောက်ကိန်းဟာတစ်ထက်ကြီးသွားပြီတစ်ထက်ကြီးသွားပြီဆိုလို့ရှိရင်ဟောဒီနံပါတ်ကကြီးတီဆာလက်ကတစ်ထက် တည်ခင်းတဲ့ပို့ပြီးတော့မှကြည်တာဖြစ်ပါတယ်။ဆိုရင်ကျန်တဲ့ပု္ပ္ပာလေးလည်းကိုယ့်ကိုစဉ်းစားပြီးတော့တွေ့ကြည့်မယ်။နံပါတ်၈မြည်သည့်ပု္ပ္ပာအတွင်းဆာလတ်တီတည်ခင်းတဲ့ပို့ကြည့်တဲ့နည်းအဘဲချောင်းနည်းတဲ့အဲ့တော့ဆာလတ်ကိုဆရာမတို့ကမြောက်လက်ဖြစ်အောင်ပြောင်းမယ်။မြောက်လက်ဖြစ်အောင်ပြောင်းမယ်။နောက်ကိန်းနောက်ကိန်းကိုလှန်ကိန်းပြောင်းမယ်။လှန်ကိန်းပြောင်းပြီးတော့ဆရာမတို့ကတစ်ထက်ကြည့်တဲ့ပို့ကြည့်တဲ့နည်းဆိုတော့မြောက်ကိန်းတစ်ထက်ကြည့်တဲ့ ဂိမ်းတွေကိုရှောင်ပါတစ်ထက်ကြီးတဲ့ဂိမ်းတွေသည်ဆလတ်ကတစ်ထက်ပိုကြီးတဲ့ပုပ်စာလေးဖြစ်ပါတယ်ဒါလည်းစူးစမ်းပြီးတော့တွေ့ချင်မယ်လေ့ကျင့်ခန်းအောက်ပါနံပါတ်1အောက်ပါရိုးကိုတွေ့ပါတဲ့ခါကြီး ကိုပိုင်း3ပိုင်းအစာ5ပိုင်း3ပိုင်းဆိုတော့ ဒီအပိုင်းဒီပုံစံလေးအားလုံးကိုဆရာမတို့ခြုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပုံစံအားလုံးဒီအပိုင်းကိနှစ်ခုစာထားတာဖြစ်ပါတယ်နံပါတ်ကကြီးမှဆိုရင်ကိုပိုင်း၃ပိုင်းနဲ့၅ပိုင်း၃ပိုင်းအပိုင်းကိနှစ်ခုစာရဲဆိုရင်အပိုင်းကိစာတဲ့ဂုံတက်တီကို ရှေ့မှာကလေးတို့တင်ခဲ့ပြီးပြီအစာကို အမြောက်ပြောင်းနောက်ကိန်းလန့်ကိန်းပြောင်းပြီးတော့တွက်မယ်ဆိုရင်ပုံစံရဲ့အဖြစ်ရမှာဖြစ်ပါတယ်နောက်နောက်နောက်ဆုံးပုံစံကိုကြည့်ရအောင် နောက်ဆုံးပုံစံဒီ ကိန်းရောဖြစ်ပါတယ်ကိန်းရောနှစ်ခုကိုစားခိုင်းတာဖြစ်ပါတယ်ကိန်းရောနှစ်ခုကိုစားမယ်ဆိုရင်ဆရာမတို့ကအပိုင်းငင်း2ဖြစ်အောင်ပြောင်းမယ်အစာကို အမြောက်ပြောင်းမယ်နောက်ကိန်းကိုလည်းပိုင်းငင်း2အောင်ပိုင်းငင်း2ဖြစ်အောင်ပြောင်းပြီးရင်အစာလက်ကို အမြောက်ပြောင်းနောက်ကိန်းလန့်ကိန်းပြောင်းပြီးတွက်လိုက်မယ်ဆိုရင်ပုံစံရဲ့အဖြေတွေရမှာဖြစ်ပါတယ်စူးစမ်းပြီးတော့တွက်ကြည့်မယ်နံပါတ်1အောက်ပါရိုးကိုတွက်ပါတဲ့ ကန်ပုစာတွေကိုဆရာမတို့ကခြုံပြီးတော့ကြည့်လိုက်မယ်ခြုံပြီးကြည့်လိုက်တဲ့အခါမှာ အပိုင်းငိမ့်၃ခုကိုစားထားတာဖြစ်ပါတယ်ဒါဆိုရင် အပိုင်းငိမ့်၃ခုစားမယ်ဆိုရင်အပိုင်းငိမ့်တွေကိုအစားကိုအမြောက်ပြောင်းနောက်ကိန်းလန့်ကိန်းပြောင်းဒီအစားကိုလည်းအမြောက်ပြောင်းနောက်ကိန်းလန့်ကိန်းပြောင်းဆိုလေစားခြင်းရဲ့အပိုင်းကိန်းကုစားခြင်းရဲ့ဂုံတက်တီနဲ့တွက်မယ်ဆိုရင်အဖြေရမှာဖြစ်ပါတယ်။ရှင်းမှလည်းတွက်ခဲ့ပြီးပြီဆိုတော့စူးစမ်းပြီးတော့တွက်ကြည့်မယ်။နောက်နံပါတ် ငါ့ကိုကြည့်ရအောင်နံပါတ်5မှာကြတော့အပိုင်းကိန်းရဲ့တထမကိန်းရဲ့အပြည့်ကိန်းရဲ့၃ခုဖြစ်ပါတယ်ဒီလိုမျိုးအပိုင်းကိန်းတထမကိန်းအပြည့်ကိန်းနေကြုံလာတဲ့ကိန်းနှန်းကို ရှင်းမဲ့ဆိုရင်တထမကိန်းကိုအပိုင်းကိန်း ပြောင်းပြီးတော့မှရှင်းတာဒီအပြည့်ဒီပုံမတိကြတယ်လို့ရှေ့မှာလည်းသင်ခဲ့ပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဒါလည်းပဲစူးစမ်းပြီးတော့တွေ့ပါလို့ဆရာမကြံကြံပေးခြင်းနဲ့နံပါတ်3ကွက်လက်တွင် greater than တို့မဟုတ် less than တို့မဟုတ်ညီမြချင်းတင်ကြတာများဖြစ်ပါတဲ့ဒါဒီဆရာမတို့ကဘာနဲ့နိုင်ရှင်းမလဲဆိုရင်ဒီမြောက်လက်နဲ့ဒီဂိမ်းနဲ့ကိုဆရာမတို့နိုင်ရှင်းအောင်မှာဖြစ်ပါတယ်ဒါဒီဆရာမတို့ဒီ ဂိမ်းပြင်းနဲ့အပိုင်းကင်းတဲ့ကိုမြောက်ထားတာဖြစ်ပါတယ်။မြောက်လက်နဲ့နိုင်ရှင်မဲ့ဆိုရင်ရှင်မတင်ခဲ့ပြီးပြီးမြောက်ကင်းကိုကြည့်ရမှာဖြစ်ပါတယ်။မြောက်ကင်းကိုကြည့်မယ်။မြောက်ကင်းဒီတစ်ထက်ကြီးလားငယ်လားကိုကြည့်မယ်။မြောက်ကင်းကတစ်ထက်ငယ်တယ်။တစ်ထက်ငယ်နေတယ်ဆိုလို့ရှိရင်ရလာတဲ့မြောက်လက်အဖြေဒီတီကင်းအောက်ငယ်မှာဖြစ်ပါတယ်။ဒါဆိုရင်ဒါလည်းစ조사ပြီးထည့်မယ်။နောက်ဒုတိယနံပါတ်ခွေပု္ပ္ပစာကိုကြည့်မယ်။ဒါဒီ ဂိမ်းပြေးနဲ့အပိုင်းဂိမ်းတွေကိုစားထားတာဖြစ်ပါတယ်။ဆရာမတို့ဒီစားလက်နဲ့မနှိုင်းရှင်ပါဘူး။မြောက်လက်နဲ့ပဲနှိုင်းရှင်တာဖြစ်တဲ့အတွက်ကြောင့်ဒီအစားကိုဆရာမတို့ကအမြောက်ပြောင်းမယ်။နောက်ဂိမ်းကိုလှန်ဂိမ်းပြောင်းလိုက်မယ်။နောက်ဂိမ်းလှန်ဂိမ်းပြောင်းမယ်။ပြောင်းပြီးတော့မှနောက်ကမြောက်တဲ့ဂိမ်းကိုကြည့်မယ်။မြောက်ဂိမ်းဒီတစ်ထက်ငယ်တလားကြီးတလားကိုကြည့်။တစ်အောင်ငယ်တယ်ဆိုလို့ရှိရင်မြောက်လက်အဖြစ်ဒီဒီဂိမ်းအောင်ငယ်မယ်။တစ်ထက်ကြီးမယ်ဆိုရင် မြောက်လက်အဖြစ်ဒီတစ်ထဲကြီးမှာဖြစ်ပါတယ်ဒါဆိုလဲစူးစမ်းပြီးတော့ထဲတွဲမှာဖြစ်ပါတယ်နံပါတ်ခန်းငယ်ကိုကြည့်ရအောင်နံပါတ်ခန်းငယ်ဒီလဲအပိုင်းကိန်းတစ်ခုစားတာဖြစ်ပါတယ်ဒါဆိုရင်ဒီတပုတ်ကိုဆရာမဥပမာနည်းနဲ့ထည့်ပြမယ်အပိုင်းကိန်းတစ်ခုစားရဲဆိုရင် အစားနဲ့ဆရာမတို့မနိုင်ရှင်ပါဘူးမြောက်လက်နဲ့ပဲနိုင်ရှင်တယ်ဆိုတော့အမြောက်ပြောင်းနောက်ကိန်းလန့်ကိန်းပြောင်းတော့34ပိုင်း35ပိုင်း34ပိုင်း35ပိုင်း ခလတ်လေးပိုင်းတစ်ပိုင်းဖြစ်သွားမယ်ဒါဆိုရင်မြောက်ကိန်းကိုကြည့်မယ်မြောက်ကိန်းဒီပိုင်းဝေရကြီးနေတယ်မြောက်ကိန်းအပိုင်းကိန်းမှာပိုင်းဝေရကြီးနေတယ်ဆိုရင်မြောက်ကိန်းဒီတစ်ထက်ပို့ပြီးတော့มาကြီးတယ်တစ်ထက်ကြီးတယ်ဆိုရင်ဒီအပိုင်းကိန်းနှစ်ခုမြောက်လို့ရလာတယ်မြောက်လက်ဒီတီကိန်းလေးပိုင်းတစ်ပိုင်းထက်ကိုပို့ပြီးတော့ကြီးมาဖြစ်တဲ့အတွက်ကြောင့်ဆီယမားတို့ဒီမှာထည့်ရမယ်အဖြစ်ဒီ greater than ဖြစ်ပါတယ်ဒါကိုလည်းစ조사ပြီးတော့တွေ့ကြည့်ပါ ံပါတ်၄အသား10ပိုင်း9ပိုင်းကီလိုဂရမ်လျှင်3600ကျပ်ပေးရသည်အသား1ကီလိုဂရမ်လျှင်မိမြပေးရမည်နေတဲ့ပုံစံမှာပေးထားတာဒီ10ပိုင်း9ပိုင်းကီလိုဂရမ်ကို3600ကျပ်1ကီလိုဂရမ်အတွက်ပေးရမယ့်ငွေတန်ဖိုးပေးထားတာဖြစ်ပါတယ်။ဒါဆိုရင်ဆရာမတို့က1အတွက်1ကီလိုဂရမ်အတွက်တွက်မယ်ဆိုလို့ရှိရင်စားပေးရမှာဖြစ်ပါတယ်။ဘာလို့ဒီပါနဲ့စားမလဲဆိုရင် 3600ချက်ကိုတည်ပြီးတော့မှ10ပိုင်း9ပိုင်းနဲ့စားပေးရမှာဖြစ်ပါတယ်။ပုံစံဖြစ်တဲ့အတွက်ကြောင့်ညီမြချင်းရေးပေးရမှာဖြစ်ပါတယ်။ညီမြချင်းရေးမယ်ဆိုရင် အသား1 kg အတွက်ပေးရမည်ငွေညီမြချင်း3600အစား10ပိုင်း9ပိုင်းပြီးရင်အစားကို အမြောက်ပြောင်းနောက်ကိန်းလှန်ကိန်းပြောင်းပြီးတွက်လိုက်ရင်အပြည့်ရမှာဖြစ်ပါတယ်။စူးစမ်းပြီးတော့တွက်ကြည့်ပါ။နံပါတ်5 300.8မီတာရှည်သောပိုက်ဤအလေးချိန်သည်3ပိုင်း2ပိုင်းကီလိုဂရမ်ဖြစ်သည်1မီတာရှည်သောပိုက်ဤအလေးချိန်သည်ကီလိုဂရမ်မီမြဖြစ်မည်နည်းတဲ့ပုံစံမှာပေးထားတာသည်300.8မီတာရှည်သောပိုက်ဤအလေးချိန်ပေးထားတယ်။1မီတာရှည်သောပိုက်ရဲ့ကီလိုဂရမ်ကိုလိုချင်တဲ့ဆိုရင်ဆရာမတို့ကစားပေးရမှာဖြစ်တယ်။1မီတာတစ်ခုတွယ်လိုချင်ရင်စားရမှာဖြစ်တယ်။ဆိုတော့ဘာလို့ဒီပါနဲ့စားမလဲ။ပုတ်စာဖြစ်တဲ့အတွက်ကြောင့် စာသားနဲ့ညီမြချင်းလေးရေးပေးမယ်။ဆရာမတို့ရှာမာတီတက်မီတာရှိတော့ပိုက်ဤအလေးချိန်ညီမြချင်း၃ပိုင်း၂ပိုင်းအစာ၃ညတဒမ၈ဖြစ်ပါတယ်။ဒါဆိုရင်၃ပိုင်း၂ပိုင်းအစာ၃ညတဒမ၈ဆိုတော့အပိုင်းကိန်းကိုတည်ပြီးတဒမကိန်းနဲ့စာမယ်ဆိုရင်တဒမကိန်းကိုဆရာမတို့ကအပိုင်းကိန်းပုံစံပြောင်းဒါဆိုရင်၃ပိုင်း၂ပိုင်းအစာ ဆယ်ပိုင်းရှစ်ပိုင်းဖြစ်သွားမယ်အစားကို အမြောက်ပြောင်းလန်ကင်းပြောင်းပြီးတွက်လိုက်မယ်ဆိုရင် အဖြေရမှာဖြစ်ပါလေစူးစမ်းပြီးတော့တွက်ပါနံပါတ်6လေမော်ဒီများအလေးချိန်သည်9ပိုင်း6ပိုင်းကီလိုဂရမ်ရှိပြီးပန်းသီးများအလေးချိန်ဤ12ပိုင်းတစ်ပိုင်းစဖြစ်သည် ပန်းသီးများအလေးချိန်မြေများရှိတနည်းတဲ့ပုစာအုပ်ကြည့်မယ်လေမော်ဒီအလေးချိန်သည်9ပိုင်း6ပိုင်းကီလိုဂရမ် ပန်းဒီအလေးချိန်ဤတစ်နှစ်ပိုင်းတစ်ပိုင်းစပန်းဒီအလေးချိန်မိများရှိသည်နည်းတဲ့အတော့ဒါလေးကိုတော့ဆရာမရေးပေးမယ်ပုစာမှာပေးထားတာဒီလိန်မော်ဒီအလေးချိန်အလေးချိန်ညီမအလေးချိန်ညီမချင်းပန်းဒီအလေးချိန်ဤတစ်နှစ်ပိုင်းတစ်ပိုင်းစညီမချင်း ပန်းသည်အလေးချိန်ဤတစ်နှစ်ပိုင်းတစ်ပိုင်းစဆရာမတို့ရှာမကပန်းသည်ရဲ့အလေးချိန်ဖြစ်ပါလေပန်းသည်ရဲ့အလေးချိန်ကိုလိုချင်ရင်လိမ္မော်ဒီအလေးချိန်ကိုတီးပြီးတော့မှဆရာမတို့ဒီတစ်နှစ်ပိုင်းတစ်ပိုင်းပန်းသည်အလေးချိန်ဖြစ်တဲ့တစ်နှစ်ပိုင်းတစ်ပိုင်းနဲ့စားပေးရမှာဖြစ်ပါတယ်ဒါဆိုရင် စားပေးမယ်ဆိုရင်အဖြစ်ရမှာဖြစ်ပါတယ်အဲ့တော့ကလေးတို့ဆက်တွဲရမယ်9ပိုင်း6ပိုင်းအမြောက်ဂိမ်းရောကိုဂိမ်းတူပြောင်းမယ်နောက်အစားကိုအမြောက်ပြောင်းလန်ဂိမ်းပြောင်းပြီးတွက်လိုက်မယ်ဆိုရင်ပန်တီရဲ့အလေးချိန်ရမှာဖြစ်ပါတယ်အဲ့တော့အားလုံးကိုစူးစမ်းပြီးတော့တွက်ပါလို့ဆရာမကျန်ကျန်ပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်